လူတွေဘဝမှာဘလောက်ပဲပတ်သက်နေရှိရှိဘလောက်ပဲစီးပွားရေးတွေအောင်မြင်အောင်မြင်ဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲတော်နေပါစေဘလောက်ပဲထမြက်နေပါစေဘလောက်ပဲရုပ်ချောနေပါစေ ဘလောက်ပဲပြည့်စုံနေပါစေအဲ့ဒီအရာတွေအကုန်လုံးကစိတ်ချမ်းသာမှုမရှိလို့ရှိရင် အရာအလုံးအလကားပဲပေါ့နော်ဆိုတော့စိတ်ချမ်းသာမှုဆိုတာကပြင်ပအရာတွေပေါ်မှာမိခိုးပြီးတော့မှဖြစ်လာတဲ့စိတ်ခံစားချက်မျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတွင်းစိတ်နှလုံးသားတွေကနေပြီးတော့မှကိုယ့်အတွင်းအနက်ဆိုင်ဆုံးနှလုံးသားတွေကလာတဲ့ကိုယ့်ရဲ့ခံယူချက်တွေကိုယ့်ရဲ့ယုံကြည်မှုတွေကိုယ့်ရဲ့အပြုအမူတွေနဲ့သက်ဆိုင်တဲ့အရင်ကအသေးစိတ်အနုစိတ်ကြတဲ့ဒါအနုပညာနဲ့တောင်မှပြောလို့ရတဲ့ ဒါလုံရက်တစ်ခုပဲဖြစ်ပါတယ်ဒါစိတ်ချမ်းသာဖို့ဆိုတာလေလူတိုင်းကစိတ်ချမ်းသာခြင်းလေဒါပေမဲ့ဒီနေ့ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းကစိတ်မချမ်းသာကြပါဘူးအကြောင်းအရာတွေအကြောင်းအရာတစ်ခုခုကြောင့်သုံးဖို့အကြောင်းအရာခေနာပေါင်းများစွာကြောင့်သူတို့ကစိတ်ဆင်းရဲတာကိုလေရင်ဆိုင်နေရကြတယ်အဲဒီမှာ channel အပေါ်မှာပဲလူပွားဆိုတာကတော့စိတ်ဆင်းရဲစရာတွေနဲ့လည်းပြည့်နှက်နေတယ်စိတ်ပျော်ရွှင်စရာတွေလည်းပြည့်နှက်နေတယ်အဲ့ဒီလောကဓာတ်ချားထဲမှာကိုကစိတ်ချမ်းသာအောင်ဘယ်လိုမျိုးကိုယ့်ရဲ့စိတ်ကိုပြောင်းလဲပြီးတော့နေထိုင်မလဲဆိုတဲ့အကြောင်းကိုချမ်းကနေ့နေ့ share လုပ်ပေးသွားမှာဖြစ်ပါတယ်အခုချမ်းလက်ရှိလောလောဆယ်ဖတ်နေတဲ့စာအုပ်ကလေးတအုပ်ရှိပါတယ်ဒါကတော့စိတ်တုခချမ်းမြေပျော်ရွှင်စွာဘဝနေပြီးပညာချမ်းအေးပြည့်ဆိုတဲ့ဒီစာအုပ်ကလေးပဲဖြစ်ပါတယ်ဆိုတော့ဒီစာအုပ်ကအရင်ကိုကောက်လာ ချမ်းဆိုလို့ရှိရင်ဒီမနက်မှဖတ်တာပေါ့နော်ဒီမနက်မှဖတ်တာကိုချမ်းကအရေးကောင်းလို့စိတ်ပါဝင်သွားတာနဲ့ဖတ်လိုက်တာတထိုင်ထဲကိုစာမျက်နှာပေါင်း58မျက်နှာဖတ်ပြီးသွားတယ်ပေါ့နော်ဆိုတော့အဲ့လောက်ထိကိုအရင်ကောင်းတယ်ဒီစာကလေးဖတ်နေရင်းနဲ့လေစိတ်ချမ်းသာမှုကိုခံစားရပြီးတော့အော်ငါဒီလိုနေရမှာပါလားငါဘောကစိတ်ချမ်းသာဖို့ငါဒီလိုမျိုးလေးတွေလုပ်ရမှာပါလားဆိုတော့အတွေးအခေါ်ခေါင်းနေအတွေးခေါ်အဲအဲ့လိုမျိုးကိုယ့်ကိုစိတ်ချမ်းသာစေမယ့်အတွေးခေါ်လေးတွေကောင်းကောင်းလေးတွေရလိုက်တယ်ပေါ့နော်ဆိုတော့ စာအုပ်တစ်အုပ်ထက်အများကြီးပိုတယ်ပေါ့နော်ဒီစာအုပ်ကအဲဆိုတော့ချမ်းကဒီစာအုပ်ကို recommend ပေးချင်တာပါဆိုတော့ဘယ်လောက်ထိကောင်းလဲဆိုတာကိုချမ်းကပထမဆုံး topic လေးနဲ့အရင်ဆုံးဖတ်ပြချင်ပါတယ်ဆိုတော့ဒီ topic လေးဖတ်ပြပြီးတော့ဒီစာအုပ်ဘယ်လောက်ကောင်းလဲဆိုတာအခုဗီဒီယိုကြည့်နေတဲ့သူတွေလည်းသိသွားမှာပါဒီစာအုပ်ဝယ်ဖို့အတွက်ချမ်းက recommend အများကြီးပေးပါတယ်ချမ်းဒီစာအုပ်တော့ကြော်ညာနေတာမဟုတ်ပါဘူးချမ်းဘရောစာအုပ်ကြော်ညာနေကိုမလုပ်ဘူးပေါ့နော်ချမ်းကိုဖတ်ပြီးမှအဲ့ဒီစာအုပ်ကကောင်းမကောင်းတကယ် recommend ပေးချင်လို့ပါဆိုတော့ တထိုင်းနဲ့တမန်နဲ့58မျက်နှာဖတ်လိုက်တဲ့ဒီစာကဘယ်လောက်ကောင်းလဲဆိုတာအခုပြပြမယ်နော်ကျွန်တော်ကဘဝမှာစိတ်ချမ်းသာဖို့အတွက်ဘဝမှာအဲ့လိုမျိုးစိတ်မပျော်ရွှင်တဲ့လူတွေစိတ်ဆင်းရဲတဲ့လူတွေအများကြီးပဲပေါ့နော်အဲ့တော့ဘဝမှာစိတ်ချမ်းသာဖို့အတွက်ဘယ်လိုနေထိုင်ရမလဲဆိုတာကိုသူကတောင်းကြကြပြကြကြရေးထားတာကွာဟိုကိုရီယိုတော်မှလုံးဝအတိနဲ့တတိပြန်ဝင်လာစေရပေါ့လူတွေကစိတ်ချမ်းသာစေတဲ့နည်းလမ်းမျိုးသိပြီးသားပဲဒါပေမဲ့မိနေတက်ကြတာမျိုးသူမဟုတ်လိုက်မလုံနိုင်တာ ်ရှိတယ်ပေါ့ဒါပေမဲ့ဒီစာအုပ်ကလေးကကိုယ့်ကို remind ပြန်လုပ်ပေးတယ်လို့ဖြစ်မှာပေါ့နော်ဆိုတော့ဖတ်ပြပါမယ်လူဟာရွှေမရှိလဲလှအောင်ဝတ်တတ်တယ်ငွေမရှိလဲရှင်းတန်းနိုင်မှုအလုံးလုံးတတ်တယ်ပေးကိန်းကူညီမဲ့သူမရှိလဲကိုယ့်ရဲ့ဘဝကိုရပ်တည်နိုင်မှုကြံစစ조사တတ်တယ်ဒါပေမဲ့စိတ်ချမ်းသာမှုမရှိရင်တော့ကိုယ့်ရဲ့ဘဝမှာအရာရာအလုံးအသက်မဲ့သွားတယ်ပြင်မှန်လေးပေါ့နော် စိတ်ချမ်းသာခြင်းအမှုပညာတဲ့သူရဲ့ topic လေးကအဲ့တော့စိတ်ချမ်းသာခြင်းဆိုတာအမှုပညာလို့တောင်ခေါ်ခေါ်လို့ရတယ်ပေါ့နော်ဆိုတော့အရင်အမှုစိတ်ကြတယ်အသေးစိတ်ကြတယ်ပေါ့နော်ဆိုတော့စိတ်ချမ်းသာဖို့အရေးကြီးဆုံးပဲစိတ်ချမ်းသာမှုရှိရင်ဘာမှမရှိတော့ဘူးပတ်ဝန်းကျင်မှာဒီလိုပြောကြဆိုကြတာကိုအဲအကုန်လုံးကကြားမှုကြမှာပါဒါဆိုလို့ရှိရင်ကျမ်းမာရေးအရေးကြီးဆုံးမဟုတ်ဘူးလားစသဖြင့်မေးကြပါမယ် မကျမ်းပါလို့စိတ်မချမ်းမသာဖြစ်နေရတဲ့သူတွေရှိရဆိုတာအမှန်ပါပဲကျမ်းပါဖို့ကလည်းဒါနံပါတ်1ဦးစားပေးရမယ့်အရာထဲမှာပါတယ်ဒါပေမဲ့အဲ့ဒီကျမ်းမကျမ်းမမှာဖြစ်ပြီးတော့စိတ်မချမ်းမသာဖြစ်နေတဲ့သူတွေထက်ကျမ်းမရေးကောင်းပြီးတော့စိတ်မချမ်းမသာဖြစ်နေတဲ့သူတွေရဲ့အရေးအတွက်ကအခုဒီကဘာကြီးမှာပို့ပြီးတော့များတာပါဆိုတော့တကယ်တော့စိတ်ချမ်းသာအောင်နေထိုင်ခြင်းဆိုတာတိမ်နဲ့တိမ်ဝေးသလို့ လေးလေးလေးနဲ့ပါတယ်တဲ့တကယ်ပင်ပင်ငွေ့ဝင်လေးပေါ့နော်ဆိုတော့စိတ်ချမ်းသာခြင်းဆိုတာပြင်ပအရာတွေနဲ့လုံးဝအာတိုင်းစားလို့မရအောင်ပြင်ပအရာတွေဆိုတာခန္ဓာတာပဲပြောရှင်းမှုပြနေတာပေါ့နော်ဆိုတော့ပြင်းသည့်ပြင်းတွဲနေထိုင်ပြီးစိတ်ချမ်းသာခြင်းလို့လည်းမရပြန်တကယ်မှန်တယ်ကိုရိကိုရိအဲ့တော့ဘာအလုံးမှမလုပ်ခွင့်နဲ့လူရပြောတယ်အာအလုံးမလုပ်ခွင့်နဲ့အေးချမ်းလေးနေခြင်းလေအဲ့ဒီအလုံးမရှိတဲ့ဘဝကလေတော်တော်ဆိုးတာစိတ်ဓာတ်တွေပါကြအဲ့လို့ ိုယ့်ရဲ့အိမ်အလုံးကိုတော့လုံနေမှသာနေရင်ကိုယ့်ရဲ့စိတ်ကတက်တက်ကြွကြွနဲ့ကိုယ်လည်းလှုပ်ရှားမှုရှိမှသာနေရင်အဲ့ဒီစိတ်ကပျော်နေမှာအဲ့တော့အလုံးမရှိတဲ့ဘုရားအလုံးမရှိဘဲနဲ့အေးအေးချမ်းချမ်းနေလို့ဆချမ်းမန်းစိတ်ချမ်းချမ်းသာသာနေလို့ဆိုတော့ဘလို့မှမဖြစ်နိုင်လူရဲလို့ဖြစ်လာရင်အလုံးကိုလှုပ်ရမယ်သို့မဟုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကအဲ့လိုကိုယ်လည်းလှုပ်ရှားမှုရှိမှသာနေရင်စိတ်ကလည်းပျော်တဲ့စိတ်တွေဟော်မုန်းတွေထွက်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ပြင်းပြင်းထန်ထန်နေထိုင်ပြီးတော့စိတ်ချမ်းသာခြင်းလို့လုံးဝမရပါဘူး ိတ်ချမ်းသာအောင်အဲ့တော့စိတ်ချမ်းသာအောင်နေတဲ့သူတွေကလုံးဝမပြင်းနေလုံးဝမဟုတ်ဘူးပေါ့နော်စိတ်ချမ်းသာအောင်ထိုင်တွေးရုံနဲ့လည်းအမြဲစိတ်ချမ်းသာရမယ်လို့အာမမခံနိုင်ဘူးအဲ့တော့ငါစိတ်ချမ်းသာခြင်းနဲ့ငါစိတ်ချမ်းသာအောင်နေမယ်အဲ့လိုပြောပြီးတော့လည်းစိတ်ချမ်းသာရမယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးစေချမ်းသာအောင်နေထိုင်ခြင်းမှာဘာတွေပါလဲဆိုတော့ချင်းအခုပြပြမယ်ဒါလေးကိုတိကျဂရုတစိုက်နားထောင်ပြီးပေါ့နော်စေချမ်းသာအောင်နေထိုင်ခြင်းမှာပုံမှန်လုံဆောင်ခြင်းတွေပါတယ်နှလုံးသွေးမှန်ကန်ခြင်းတွေပါတယ်စီးကဲလိုက်နာခြင်းတွေပါတယ် ကျင့်ဝတ်ဆောင်ခင်းခြင်းနေပါတယ်စိတ်တည်ငြိမ်အောင်အချိန်ပေးပြီးကြင်ကြံခြင်းနေပါဝင်ပါတယ်တဲ့အဲ့တော့ပုံမှန်လုံဆောင်ခြင်းဆိုတာဘာလဲဥပမာကွာကွာအင်္ဂလိပ်စကားပြောတတ်ခြင်းနေအဲ့တော့ငါအင်္ဂလိပ်စကားပြောတတ်ခြင်းနေပြောတတ်ခြင်းနေဘာစကားပြောနေရင်လည်းဘယ်တော့မှပြောတတ်မှာမဟုတ်ဘူးအဲ့ဒီအင်္ဂလိပ်စကားပြောတတ်ဖို့ကိုယ့်တော့ကကိုယ့်ဘက်ကနေပြီးတော့အားစိုက်ထုတ်တဲ့ဒါပုံမှန်လုံဆောင်ခြင်း consistency ရှိရအင်္ဂလိပ်စကားတော့ပြောတတ်ခြင်းနေသူများတွေပြောတာမြင်လဲအားကြတယ်ဒါပေမဲ့ကိုယ့်ကိုယ်ပြင်ကြည့်လိုက်ကိုယ့်ကမပြောတတ်တော့အဲ့မှာစိတ်ဆင်းရဲနေရောအဲ့တော့ကိုယ့်ဖြစ်ချင်တာကိုယ်ကပုံမှန်လုံဆောင်မှုတွေမရှိတဲ့အခါမှာ သူများတွေနဲ့နှိုင်းရှင်ပြီးတော့မှကိုယ့်ကိုအားမလို့အားများတဲ့စိတ်တွေနဲ့စိတ်ဆင်းရဲတဲ့စိတ်တွေစိတ်ပြင်းစီမှုတွေဝင်လာတယ်ဒါကပုံမှန်လို့ဆောင်ခြင်းဆိုတော့စိတ်စိတ်ချမ်းသာခြင်းလေဆိုလို့ရှိရင်ပုံမှန်လို့ဆောင်ခြင်းတွေရှိရအိမ်အလုပ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုလောက်ကိုင်းနေတဲ့အလုပ်ပဲဖြစ်ဖြစ်ပုံမှန်လို့ဆောင်ခြင်းတွေရှိရလက်ကျင်ကနေပုံမှန်လို့ရဒါကိုပြောတာအဲ့တော့နှလုံးသွင်းမှန်ကန်ခြင်းနှလုံးသွင်းမှန်ကန်ခြင်းဆိုတာကစိတ်ချမ်းသာဖို့ဆိုလို့ရှိရင်အတွေးထဲမှာမှားနေတဲ့ mindset တွေဖြောက်ကမယ် မှန်ကန်တဲ့ကောင်းမွန်တဲ့ positive ဘက်ကိုသွားတဲ့အတွေးတွေကိုစိတ်ထဲမှာ mindset ရိုက်သွင်းနိုင်ရမယ်နှလုံးသားထဲမှာမှတ်ထားရမယ်အဲ့အတိုင်းကြင်ကြင်ရမယ်နေထိုင်ရမယ်ကောင်းမွန်တဲ့အတွေးတွေတွေးရမယ်ကောင်းမွန်တဲ့စကားတွေပြောရမယ်အာစိတ်ထဲမှာအခု social media ခေတ်မှာပိုဆိုးတယ်ပေါ့နော်လူတွေက "तू ကမကောင်းဘူး"လို့ comment မှာတစ်ယောက်ကရေးလိုက်တာနဲ့အနောက်ကနေ on ပြီးတော့လိုက်ရတာအမှန်တကယ်သူ့ရဲ့အကြောင်းကိုသူ့ထပ်ပို့ပြီးသိနိုင်တဲ့လူမရှိဘူးဒါပေမဲ့လူတွေကသူတို့ရဲ့အထင်အမြင်တွေနဲ့ ဝိုင်းပြီးတော့ပြောကြတယ်အဲ့လိုမျိုးသူများပြောတိုင်းလိုက်ပြောเสียမလိုဘူးအဲ့ဒီစိတ်မချမ်းသာမှုတွေကအဲ့ဒီကနေလဲစတယ်ဆိုအဲ့ဒီကနေလဲစတယ်ပေါ့နော်ဆိုတော့စိတ်ချမ်းသာခြင်းလေဆိုလို့ရှိရင်တော့နှလုံးသွင်းမှန်ကန်မှုအတွေးခေါ်ကောင်းနေ positive thinking အများကြီးအများကြီးခေါင်းထဲမှာရှိရမယ်ဒါဆိုလို့ရပါဘူးအခုစီကန်လိုက်နိုင်ခြင်းတွေစီကန်မလိုက်နိုင်လို့စိတ်ဆင်းရဲရတယ်ဆိုတော့တကယ်မှန်တယ်ပေါ့နော်ဒါချမ်းကိုရစ်ပါပဲဆိုတော့ချမ်းကိုတော်တော်များများဒီနေ့ဒီချိန်ကြီးအာသူတော်လိုက်တာဘာညာဒါပေမဲ့ချမ်းလဲအဲ့လို ကိုကိုအဲ့လိုမျိုးအားမလို့အားမရတဲ့အပိုင်းတွေအများကြီးရှိရတခါတလေစီကံမရှိတာမျိုးတွေရှိရပေါ့နော်အဲ့တော့ကိုတတ်မှတ်ထားတဲ့ rules တွေရှိရငါအဲ့ဒီတိုင်းဖြစ်အောင်လုပ်မယ်အဲ့ဒီတိုင်းနေမယ်ဒါပေမဲ့တခါလေကြာရင်မလုံနိုင်လောဘတွေကြီးပြီးမလုံနိုင်အဲ့မလုံနိုင်တဲ့အခါမှာတနေ့တာကိုရီမန်းထားတဲ့အရာတွေမပြီးမြောက်တော့လို့ရှိရင်လေစိတ်ကြီးစီးမှုတွေဝင်လာအောင် ငါကငါမတော်ဘူးဆိုတဲ့စိတ်တွေဝင်လာအောင်ကိုယ့်ကိုအပြစ်တင်တဲ့စိတ်တွေအလိုမကျတဲ့စိတ်တွေဝင်လာအောင်အဲ့မှာစိတ်ဆင်းရဲခြင်းအဲ့အနေစားအဲ့တော့စီကဲလိုက်နာခြင်းစီကဲမလိုက်နိုင် စိတ်ချမ်းသာမှုဆိုတာဘလို့မှမရနိုင်အဲ့တော့စီကဲရှိရမယ်ပေါ့နော်စီကဲရှိတယ်ဆိုတော့ဟိုးတည်တည်လေးဖနက်ကလေးတွေစီစီရီထားတာအစကိုလုံးရမယ့်အလုပ်တွေအကြီးမားကြီးတွေအကုန်လုံးကိုစီကဲတကြနဲ့လုပ်နိုင်မှာအဆုံးအဲ့ရရိုင်းကိုစီကတကြနဲ့ဒါလုပ်ရမယ်ဒါမှဆိတ်ချမ်းသာမှုရှိနိုင်မယ်နောက်တစ်ခုကြင်ဝင်ဆောင်ထင်းခြင်း ဲ့တော့ဒီခေတ်မှာတော်တော်ဆိုးတယ်။သူတွေလူတွေကသူများရဲ့ရည်စားတွေကိုအများကြီးလိုချင်ကြတယ်။သူများရဲ့အိမ်ထောင်ကြီးရယောက်ျားတွေမိန်းမတွေကိုအများကြီးလိုချင်ကြတယ်ဖောက်ပြန်ကြတယ်။ဘာဖြစ်လို့အဲ့လိုများလုပ်ကြတာလဲဆိုတော့ချမ်းလုံးဝတွေးလို့မရ။သူတို့မှအချစ်စရာကြိုက်စရာလူတော်တော်များရှားလာပေါ့နော်။ဆိုတော့လူဆိုလို့ရှိရင်လူချင်းဝတ်တွေကိုစောင့်ထိန်ရမယ်။လူချင်းဝတ်ကိုစောင့်မထိန်မှုဆိုလို့ရှိရင် तू ကလူခန္ဓာကိုယ်ကြီးနဲ့တလိမ့်ဆန်စိတ်နဲ့ရှင်သန်နေတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်။ဒါပေမဲ့တစ်ခါတလေတလိမ့်ဆန်နေတော့မှ အဲ့လိုမျိုးအတိတရားရှိရင်တော့ရှိရုံပဲအခုခေတ်တော်တော်များများအဲ့လိုမကောင်းတဲ့လူတွေပြောတာပါအဲ့လိုမကောင်းတဲ့လူတွေကအဲ့လိုမျိုးကျင့်ဝတ်ဆိုတာလည်းမသိဘူးလူစည်းကဲဆိုတာလည်းမသိဘူးလူကျင့်ဝတ်ဆိုတာလည်းမသိဘူးအဲ့လိုမျိုးတွေချိုးဖောက်ကြတယ်ဒါဆိုလို့ရှိရင်လူလို့ပဲခေါ်ထိုင်မလဲလူခဲ့နာကိုယ်သားရရတယ်သူတို့ကလူမဟုတ်ဒါကြောင့်မလို့စိတ်ချမ်းသာမယ်ဆိုလို့ရှိရင်သူများရဲ့ပိုင်ဆိုင်တဲ့အရာတွေကိုမလိုချင်ရဘူးအဲသူများမှာရှိပြီးသားအရာတွေကိုအဲ့လိုမမမောရအောင်မတတ်မရအောင်အဲ့လိုမျိုးအာစိတ်ထားရမယ်ပေါ့နော်အဲ့တော့ သူများပိုင်ဆိုင်တာကိုကိုကအဲ့ဒီအခါကိုလိုချင်လို့ယူလိုက်ပါပြီတဲ့ကိုလက်ထဲရောက်နိုင်ရောကိုတစ်တလုံးပြောရမယ်ထင်လို့လားမပြောရဘူးပေါ့နော်စိတ်ဆင်းရဲစွာနဲ့တစ်တလုံးနေရမယ်ပေါ့ဆိုသူများပစ္စည်းကိုကိုယူလိုက်တာတော့ဒါအာခိုးတာနဲ့တူတူပဲအခုခေတ်ကအဲ့လိုမျိုးခိုးတာမဟုတ်ပေါ်တင်နေလောက်ကြာဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါအဲ့လိုမျိုးလုံးလိုက်လို့ရှိရင်တပူအောင်စိတ်ဆင်းရဲနေရမှာအသေးချာပဲပေါ့နော်ဆိုတော့လူဆိုလို့ရှိရင်လူချင်းဝတ်တွေကိုစောင့်ဖိရမယ်ဒါမှသာလျှင်စိတ်ချမ်းသာမှာပေါ့နော်နောက်တစ်ခုကကြတော့ စိတ်ကြီးနေအောင်အချိန်မေးကြည့်နေတဲ့နေ့အဲ့တော့လူတွေကမွေးရပါဒေါသဆိုတာဒါမွေးရပါလူတိုင်းလူတိုင်းမှာဒေါသစိတ်တွေရှိအဲ့ဒီဒေါသစိတ်တွေကိုမထိန်းနိုင်တဲ့အခါမှာအာစိတ်ဆင်းရဲတာတွေဒေါသတွေအဲ့လိုစိတ်ညစ်တာတွေအများကြီးကြုံတွေ့နိုင်အဲ့တော့အတိနဲ့သတိကပ်ပြီးတော့ကိုယ့်ရဲ့ဒေါသတွေကိုရှော့ချပြီးတော့စိတ်ကိုတည်ငြိမ်အောင်ကြင်ကြံရမယ့်အပိုင်းတွေရှိတယ်။ဥပမာတရားထိုင်တာတို့အများနဲ့သတိကပ်ပြီးတော့ကိုယ်ကဒေါသထွက်ရမယ်ဆိုရင်ထိန်းတာတို့အဲ့လိုမျိုးပေါ့နော်။ဒါက တီဆောက်မှရတဲ့အရာတွေဘာလို့လူတိုင်းကဒေါသရှိကြတယ်လေဒေါသကိုမထိန်းနိုင်လို့သာမကောင်းတဲ့အရာတွေအထီကိုရောက်ရောက်သွားကြတယ်အဲ့တော့ရန်နေဖြစ်ကြအဲ့လိုမျိုးဆိုတော့အဲ့တော့အတိနဲ့တတိကပ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုထိန်းနိုင်မယ်ဆိုလို့ရှိရင်လည်းစိတ်ချမ်းသာမှုတွေရရှိမှာဖြစ်ပါရဲ့ဒါကြောင့်စိတ်ချမ်းသာမှုတွေမှာအဲ့ဒီအရာတွေပါတယ်လို့ပြောတာကွာဆိုတော့ဒီလိုစုံစုံနေလေအဲ့လိုအရင်မြင်တာပြီးတိမ်မွေ့လုံးလုံးအမှုပညာတရက်လို့တော့မှတင်စားခေါ်လို့ရတယ်စိတ်ချမ်းသာမှုဆိုတာအဲ့တော့စိတ်ချမ်းသာခြင်းအမှုပညာဆိုတာဘယ်လိုအရာမျိုးလဲအဲ့တော့ ဟေးငါတော့စိတ်ချမ်းသာဖို့ငါကြိုက်တာငါလုပ်မှာပဲငါပြောတာငါလုပ်မှာပဲ no အဲ့လိုမဟုတ်ဘူးအဲ့တော့စိတ်ချမ်းသာဖို့အတွက် night club သွားတယ်ဘားတွေသွားတယ် okay ဆိုတော့အဲ့ night club သွားတယ်ကရဲခုံတယ်ပျော်ရတယ်ခဏတာပဲ challenge ကတော့ကြိုက်တယ်ကရဲခုံတယ်ကရဲဆိုလို့ရှိရင်ပျော်နေရောစိတ်ကဒါပေမဲ့အဲ့ဒီကနေတဲ့အချိန်လေးမှာပဲပျော်ရတယ်စိတ်ချမ်းသာမှုဆိုတာအဲ့လိုခဏတာနဲ့တိုင်းတာလို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်အဲ့တော့ night club တွေသွားတယ်ဘားတွေသွားတယ်ရုပ်သံဇာတ်လမ်းတွေ entertainment movie တွေကြည့်တယ် movie ကြည့်နေတဲ့အချိန်မှာတော့ ိတ်ခံစားမှုကတော့ကောင်းတယ်အဲ့ဒီကားပြီးဆုံးသွားတဲ့ခါမှာမပြောတော့နောက်ထပ်ကားတကားကြည့်ချင်းအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အပန်းဖြေခရီးတွေထွက်တယ်ခရီးတွေထွက်တယ်ခရီးရောက်နေတော့တော့ပြောတယ်အိမ်ပြန်လာရင်တော့မပြောတော့ဆိုတော့ခဏတာစိတ်ကြည်နေရတာအဲ့ဒီအရာလေးတွေကခဏတာပဲစိတ်ကြည်နေရတာပေါ့နော်စိတ်ချမ်းသာတဲ့စိတ်ချမ်းသာမှုအမှုပညာဆိုတာအဲ့ဒီခဏတာစိတ်ကြည်နေမှုတက်အများကြီးပိုသေးတယ်ပေါ့နော်အဲ့တော့ဘုသူတေတေငတိမိုင်းပြီးရော ဆိုတော့တကူကောင်းစိတ်ထားမျိုးနဲ့အဲသူတို့ကတော့သူတို့ဘွားသူတို့ငါတော့ငါကြိုက်တာငါလုံးမှာပဲဆိုတော့အဲ့လိုမျိုးမျက်ွယ်ပြုတ်ပြီးတော့ပျော်ပါနေနိုင်တာထက်လဲပိုသေးရယ်ပေါ့နော်အပျော်ပါကိစ္စနဲ့အပြင်းမဲ့ရုံဝင်းထူတွေကိုသာစိတ်ချမ်းသာမှုလို့မှတ်ယူနေတဲ့၍ကိုကဘရောမှလုံလောက်တဲ့စိတ်ချမ်းသာမှုကိုရရှိမှာမဟုတ်ဘာလို့လဲဆိုတော့ဥမာကွာကို့ကို तू က ပန်းလင်းတပွင့်ပေးမှကိုကပျော်တယ်စိတ်ချမ်းသာတယ်သူပန်းလင်းတပွင့်မပေးတော့တဲ့နေကိုမပျော်တော့ဘူးလားစိတ်မချမ်းသာတော့လားအဲ့မှာသူ့အစိတ်အလိုမကျရင်ဖြစ်လာမယ်စသဖြင့်ပေါ့နော်အဲ့တော့အပြင်မှန်ပန်းဆိုတာလေအပြင်မှန်အရာတစ်ခုပဲအဲ့တော့ကိုကအဲ့ဒီအရာတစ်ခုပေါ်မှာဘလို့အမြင်လဲဘလို့ရှူထောင်းနဲ့ကိုကကြည်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကိုရဲ့စိတ်ခံစားချက်တည်းကပြောင်းလဲသွားတယ်အဲ့တော့ဒီပန်းတပွင့်ကိုယူလာပေးတဲ့အတွက်ကိုကပြောတယ်ပန်းတပွင့်ယူမလာပေးတဲ့နေ့အဲ့မှာစိတ်အလိုမကျရင်ဖြစ်ပြီးစိတ်ကောက်ဝင်ထောသာထွက်မယ် ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုအဲ့ဒီပန်းလေးတစ်ခုပေါ်မှာမူတည်နေတာလားမူတည်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နှလုံးသားထဲကတကယ်အစ်စ်မှန်စိတ်ချမ်းသာမှုမလာသေးတဲ့အတွက်ဘလို့မှရေရှည်စိတ်ချမ်းသာမှုကိုရရှိနိုင်မှာမဟုတ်ဘူးဒါကိုပြောချင်တာပေါ့နော်ဆိုတော့ happiness is not out there အဲ့တော့ပျော်ရွှင်မှုဆိုတာအပြင်မှာရှိတာမဟုတ် it's in you ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာပဲရှိတာပါတဲ့အဲ့တော့စိတ်ချမ်းသာမှုကအဝေးမှာမရှိဘဲနဲ့ကိုယ့်ရဲ့အသွင်းစိတ်နှလုံးသားထဲမှာပဲရှိတာပါအဲ့တော့ဘယ်လိုပြောရမလဲ စိတ်ချမ်းသာမှုအစစ်မှန်ကိုလိုချင်တယ်ဆိုလို့ရှိရင်ခုနကပြောခဲ့သလိုပဲရုပ်ဝတ္ထုပစ္စည်းတွေပြင်မအခြေအနေတွေမှာမမီခုနဲ့စိတ်ချမ်းသာမှုဆိုတာပုံမှန်လို့ဆောင်ခြင်းနှလုံးသွင်းမှန်ကန်ခြင်းကျင့်ဝတ်ဆောင်နေခြင်းတွေနဲ့စိတ်တည်ငြိမ်အောင်ကြင်ကြံခြင်းတွေပါဝင်ပေါင်းဆက်ဖွဲ့စည်းထားတဲ့အနည်းပညာရဲ့တစ်ရက်ပဲဖြစ်ပါတယ်ဒါက ထမဆုံး topic လေးပဲရှိပါသေးတယ်အရင်အရင်ကမှဖတ်ရင်လည်းအော်ဟုတ်ပါလားငါကိုရီးယားတိတယ်ကွာဒါပေမဲ့အဲ့အရာကိုလိုက်ပြီးတော့မလုံနိုင်ဘူးမိနေတကြတယ်ဒါပေမဲ့အဲ့လိုစာတွေပြန်ဖတ်လိုက်တဲ့အခါမှာကိုယ့်ရဲ့ mindset ထဲမှာအဲ့ဒီအတွေးတွေပြန်ရောက်သွားတယ်အဲ့ဒါကိုအများနဲ့သတိကပ်ပြီးကြင့်ကြံနေသရွေ့ကိုကအများနဲ့စိတ်ချမ်းသာမှုတွေရနိုင်တယ်ဒါကြောင့်မို့လို့တော်တော်ကောင်းတဲ့စာအုပ်လေးပါရှင်ဆိုတော့နောက်ထပ် topic လေးတွေအများကြီးရှိတယ်ချဲတော့ ဆက်မျက်နှာ58မျက်နှာအထိကိုတမနတ်သေးထိုင်ဖက်လိုက်တာဖြစ်တဲ့ကြောင့်မို့ topic တွေတော်တော်ပြီးသွားရပါတော့เนาะဆိုတော့ topic ပြီးရက်လည်းရကိုမေ့နေတဲ့အဲ့ဒီနီးနီးလန်းလေးတွေကိုပြန်မြုပ်ကိုလည်းတတိယအတိနဲ့ပြန်ဝင်သွားတယ်ပေါ့လေဆိုတော့အရင်ကောင်းတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ချက်ကကောင်းတဲ့စာအုပ်လေးဆိုလို့ရှိရင်ချက်ကိုကြည့်နေတဲ့ပရိသတ်တွေကိုအမြဲတမ်းညှို့ပေးချင်တာဖြစ်တဲ့ကြောင့်မို့ဒီစာအုပ်လေးကိုညှို့ပေးရပါစာအုပ်ကတော့ချက်ကဒီမှာမျက်နှာကိုဒီဘက်လှည့်ပြီးရိုက်တာဖြစ်ကြောင့်မို့ဖြောင်းမြန်လေးဖြစ်နေတယ်ပေါ့နော်ဆိုတော့စိတ်တုခချက်အေးပြည့် ဆိုတော့ဒီဆောက်ကလေးဆိုဘယ်တော့မှမရှိဘူးကွာတက်လားအဲ့တော့ကိုဘွားမှာတိုးတက်အောင်မြင်ခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့တိုးတက်အောင်မြင်ခြင်းနဲ့ဆိုတာလူလူတိခံခြင်းတာပြောတာမဟုတ်ဘူးကိုဖြစ်ခြင်းနဲ့အရာမျိုးဖြစ်မြအောင်လုပ်ခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော်တဲ့လူဖြစ်ခြင်းနဲ့ထမြက်တဲ့လူဖြစ်ခြင်းနဲ့နော်ပျော်ရွှင်တဲ့လူဖြစ်ခြင်းနဲ့စိတ်ချမ်းသာတဲ့လူဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်စာအများဖတ်ဖို့အတွက်အချက်တိုက်တွန်းနေပါတယ် challenge စာအများကြီးဖတ်ပါတယ်ဒီလိုစာအုပ်ကိုဖတ်ကစာအုပ်ကိုကြိုင်ဖတ်ရတဲ့ feeling ကိုချမ်းအကြိုက်ဆုံးပဲ စာအုပ်နဲ့ကြိုင်ပြီးမဖတ်ဘူးဆိုလို့ရှိရင်တော့ချမ်းသာခရီးသွားနေလောက်မှဖုန်းနဲ့အမြဲတမ်းစာဖတ်တယ်ပေါ့နော်အဲ့တော့တက်လာတဲ့စာလေးတွေဆိုလို့ရှိရင်အမြဲတမ်းဖတ်တယ်ဒါပေမဲ့အဲ့ဒီ online ပေါ်မှာရေးတဲ့စာတွေမှန်တယ်မဟုတ်လဲ line မှာဖတ်နေဘာလို့လဲဆိုတော့ကိုယ့်ရဲ့ကောင်းနေတဲ့ emotion ကိုတချို့စာတွေဖတ်လိုက်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကဝမ်းနေသွားတာမျိုးစိတ်ထဲကျသွားတာမျိုးတွေပို့ပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့မှာလူရအော်ငါနဲ့ဖြစ်ရကတူလိုက်တာတိုက်ဆိုင်လိုက်တာဆိုပြီးတော့အဲ့ဒီဝမ်းနေစရာကောင်းတဲ့စာတွေစိတ်ထဲကျစရာကောင်းတဲ့စာတွေကို share ကြ share ရင်းနဲ့အဲ့မှာသူတို့ကအဲ့ဒီ မကောင်းတဲ့အရာတွေကို attract လုပ်လို့ဖြစ်ရင်းနဲ့သူတို့ဘောမှာအဆင်မပြေမှုတွေပဲထပ်ပြီးကြုံတွေ့အဲအဲ့လိုမျိုးတွေရှိဆိုတော့ online ပေါ်မှာရေးတဲ့အဲ့လိုမျိုး free တဲ့စာသားလေးတွေတိုင်းအောင်လည်း line မဖက်ပါနဲ့အဲ့လိုစိတ်ချမ်းသာစေမဲ့တော်ပြီးထက်မြက်စေမဲ့ကောင်းမွန်တဲ့ဒီလိုမျိုးအကျိုးရှိတဲ့အတွေးခေါ်ကောင်းတွေရစေမဲ့စာအုပ်တွေကိုလည်းများများဖတ်ပါလို့ channel ပြချင်ပါတယ်ဆိုတော့ဒီနေ့ YouTube video လေးကဒီနေ့ဒီစာကလေးကို sharing လုပ်ပေးတဲ့အတွက် ပြီးတော့ challenge topic တခုခုပြပြပေးတာတဲ့ဒါအတွေးခေါ်အစ်စ်တင်ဘုဟုသူစားအစ်စ်တင်ရရှိသွားမယ်လို့ပြောလင့်ပါတယ်အဲကြည့်ရှုပေးရတယ်ကျေးဇူးများတင်ပါတယ်နောက်ထပ် topic လေးတွေကိုဖတ်သွားပေးပါမယ်စာအုပ်မဝင်နိုင်တဲ့လူတွေအတွက်နောက်ထပ် topic လေးတွေကိုဖတ်ပြပေးသမှာဖြစ်တဲ့အကြောင်းမို့လို့ please keep uh watching my youtube channel okay okay so now the video မှာတွေ့ကြပါမယ်ကြည့်ရှုပေးရကျေးဇူးများတင်ပါတယ်တဒါ